င်္ဂလာပါရှင် MB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။ငါးလကြာထိုးဆက်ပြီးဖလန်းမြုပ်သိမ်းစစ်စင်အောင်မြင်စွာပြီးဆုံးခဲ့ပြီလို့ချင်းကြီးနောင်တပ်ဖွဲ့ကဒီနေ့မှထုတ်ပြန်ကြေညာပါရစေ။ဖလန်းမြုပ်ဟာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်တွေဟာ2024နိုဝင်ဘာလ9ရက်ကစတင်ကထိုးဆက်စင်တိုက်ခိုက်ခဲ့ပြီးငါးလအကြာ2025 AB 9ရက်မှာအပိသက်သိမ်းပိုင်းလိုက်နိုင်တာပါ။ ကျင်းကြီးနောက်စစ်စင် operation စီပေဖြစ်ဖော်ဆောင်ခဲ့တဲ့ဖလန်းမျိုးသိန်းစစ်စင်အောင်မြင်စွာပြီးဆုံးပြီဖြစ်ပြီး ဖလန်းမျိုးသားမက ဖလန်းနဲ့တလဲလုံးစိုးစုကင်းစင်ပြီလို့လဲကျင်းကြီးနောက်ကဆိုပါတယ်ဖလန်းမျိုးသိန်းစစ်စင်အတွင်းကျင်းကြီးနောက်တပ်တွေနဲ့အတူမဟာမိတ်ဒေါ်လာရေးတပ်ဖွဲ့တွေလည်းပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ကျင်းကြီးနောက်ကထုတ်ပြန်ပါတယ်ဖလန်းမျိုးပေါ်စိုးစုနောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ချီလင်တရင်ခလာယာ268ရဲ့ လောက်ကန်အင်အားသိရာကြောင့်တဆွဲထားတဲ့တက်ကုန်းစကန်ကိုချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်တွေကအေဘီလာ6ရက်မှာထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတဲ့နောက်အေဘီ9ရက်ကသိမ်းပိုက်နိုင်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲတွင်စိုးစုအလောင်းလက်နက်အများအပြားသိမ်းဆီးရရှိထားပြီးတော့စစ်တုံးမှတချို့လည်းဖမ်းဆီးရရှိကလက်ရှိမှာတော့နည်းမြေရှင်းလင်းလှုပ်ဆောင်နေတယ်လို့စေးသတင်းမြစ်တူကပြောပါတယ်။ တိုက်ပွဲအတွင်းစကန်းဆုံကထပြေးသွားတဲ့အစိုးစုတွေကိုတော်လေးတက်တွေကလိုက်လံချေမှုန်းနေဆဲဖြစ်ပါတယ်။အဲ့ဒီဖလန်းမျိုးကနောက်ဆုံးလက်ချက်စကန်းသိန်းတိုက်ပွဲတွင်မှာချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့ဝင်တော်လိုင်းရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောပါဗျ။တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့မန္တလေးတိုင်းတပိတ်ကျဲမြို့နယ်ခွန်မိုင်ကျေးရွာတဝိုက်ကိုစိုးစုကလေချောင်းပုံကျဲတိုက်ခိုက်တာတွေနေ့စဉ်ရက်ဆက်တရက်ဆက်ပြုလုပ်နေတယ်လို့တော်လိုင်းအင်အားစုတွေက MPB ကိုပြောပါဗျ။ တော်လိုင်းရဲတက်တွေတိမ့်ပိုက်ဖို့ကြံရှိနေတဲ့ခုနမရွာနဲ့တင်းငွေရွာနီကလက်ကျန်စစ်ကန်းတွေကိုတော်လိုင်းရဲတက်တွေကပိတ်ဆို့ထားရမှာနှစ်ဖက်ပြစ်ခတ်မှုတွေနေ့စဉ်နေပါရှိနေရပါလက်ရှိမှာတော့စောစုကလေချောင်းကနေအင်အားဖြည့်ကဖောက်ထွက်ဖို့ကြိုးစားလာသလိုယခုရပိုင်းမှာပြစ်ခတ်မှုတွေပုံမပြင်းထန်လာတာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နင်းနီကျော်က အမှတ်ပြီကိုအခုလိုပြောပါရယ်အခုနှစ်မိုင်ဘက်ပေါ့နော်ခုနှစ်မိုင်ဘက်ကိုလည်းသူတို့ဟိုတနေ့အောင်မှာဘုံနဲ့အဲနှလုံးလာချသွားတယ်ပေါ့နော်ဘုံနှလုံးလာချသွားတယ်အဲလိုသိရတယ်နောက်ပြီးတော့သူတို့လာပြီးတော့ဒီကျမတို့ကရုတ်ကျန်းထဲမှာရှိရဲရဲဘော်တွေပေါ့နော်အဲဘန်ကားထဲမှာရှိရဲရဲဘော်တွေသူတို့ဘက်ကနေလက်နဲ့ကြီးနေလမ်းထူလို့ပေါ့နော် ကျမတို့ရဲဘော်တယောက်တောင်မှအဲထိခိုက်ဖြစ်သွားတယ်ပေါ့နော်အဲလိုပေါ့နော်သူတို့ဘက်ကနေထိုးစစ်တွေဆင်လာတာရှိရဲ အဲ့တော့အခုသူတို့ပြက်ကရထားပြီးတဲ့ရက်နောက်ပိုင်းမှမှသူတို့တရားလေးဖြစ်နေတာပေါ့နော်ဆက်ဖြစ်နေတော့ခုနမိုင်ဘက်မှာတော့နည်းနည်းအချိန်နေပိုဆိုးနေပေါ့တွင်းငယ်ဘက်မှာလောလောဆယ်ငြိမ်နေတယ်ဒါပေမဲ့အမြဲတည်းနဲ့နေနေရတယ်ဟုတ်တော့မန်လေးတိုင်းထဲမှာဟိုဒါတပိတ်ကျင်းထဲမှာပေါ့နော် တွင်းငယ်ခုနမိုင် နောက်ဟိုမတဲရဘက်မှာပေါ့အမရိယာအရှိချမ်းဘက်မှာလည်းသူတို့အာဟိုအားတွေဖြစ်နေလာပြီးတော့တိုက်ခိုက်နေရရှိရကျွန်တော်တို့ရဲပေါ်လေး နဲ့တပောင်စုနဲ့ပေါ့နော်အဲအဲအဲရောလဲလာပြီးတော့သူတို့ရန်လိုပြီးတော့တိုက်ခိုင်းနေရရောရှိတယ်။တပိတ်ချင်းမြို့ပအဝင်တပိတ်ချင်းတွေကစစ်ကမ်းတွေကိုပြီးခဲ့တဲ့2024နှစ်လပိုင်းမှာတော်လည်းတက်တွေတိမ့်ပိုက်နိုင်ခဲ့ပေမဲ့ခုနမရွာနဲ့တွင်းငွေရွာနီကစစ်ကမ်းတွေကိုအပိသက်မသိမ်းနိုင်ပဲကြန့်ရှိနေတာဖြစ်ပါတယ်။တိုက်ပွဲတွင်စိုးစုကလေချောင်းပုံးကျက်သလိုရေပြင်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်နေရကြောင်းအနည်းဝန်းကျင်ကျေးရွာ၁၀ရွာကျော်ကပြည်သူတွေ ထွက်ပြေးနေရတာရှစ်လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်ငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့စကိုင်းမီလာကွန်ဒိုကနေအသက်ရှင်လျက်ကဲထုတ်နိုင်သူ90ဝန်းကျင်သာရှိခဲ့ပြီးမနေ့ကညသေဆုံးရုပ်အလောင်း80ကျော်ရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့စုံစုမိသက်ဌာနရဲ့သတင်းထုတ်ပြန်ချက်စင်းတွေအရသိရပါဗျ။မလ28ရက်ကနေ31ရက်ထိနိုင်ပေါင်း82နိုင်အတွင်းမှာသာ အဲ့ဒီကွန်ဒိုကနေအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့သူစုစုပေါင်း58ဦးရှိခဲ့ပါတယ်။ငလင်းဖြစ်ပွားတဲ့၁၂ရက်တာကာလအတွင်းမှာကလေးငယ်တွေအပါအဝင်တေဆုံးရုပ်အလောင်းရှာဖွေထုတ်ယူနိုင်တာစုစုပေါင်း82ဦးရှိခဲ့တာပါ။ ABT ရကစလို့မနေ့ကထိအသက်ရှင်တန်းသူတွေမရှိတော့ဘဲရုံလုံးတွေသာထုတ်ယူနိုင်ခဲ့ရဖြစ်တယ်လို့ရှာဝေကယ်ဆယ်လုဆောင်နေသူတွေရဲ့မှတ်တမ်းတွေရသိရပါတယ် အဆောင်အောင်ပိတ်မိသေးဆုံးသူတွေရဲ့ရုပ်အလောင်း200ကျော်ကျန်ရှိနေသေးတယ်လို့လည်းလူမှုကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်အစင်းရကွန်ဒိုမှာနေထိုင်သူလူဦးရေ400ကျော်ရှိတယ်လို့ရှားဝေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်မန္တလေးမြို့ပေါ်မှာငလင်းလှုပ်ခတ်ပြီးနောက်မလ28ရက်ကနေအေဗီလာရှေ့အထိငလင်းကြောင့်ထိခိုက်သေးဆုံးသူ2000ကျော်ရှိပြီးအဲ့ဒီအရေးအတွက်ထပ်ပိုမိုများပြားနိုင်တယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့မြို့ခံတွေကဆိုပါရယ် တကိုင်းနိုင်အင်းတော်မျိုးကိုအမျိုးသားညီညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသရဲ့အစီအစဉ်နဲ့ရှစ်လကျော်ကြာရက်ရှိထိုးစစ်ဆင်နရီရဲ့နောက်ဧပြီလ9ရက်ညပိုင်းမှာအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။အင်းတော်မျိုးတွင်စိုးစုနောက်ဆုံးအခြေပြုရာဂျပန်လိုင်ကူကနေတက်မမှုဦးဆောင်တဲ့အဖွဲ့ဟာဧပြီ9ရက်ညပိုင်းမှာပဲစကန်ဆော့လို့ဆုတ်ခွာသွားခဲ့တာပါ။အင်းတော်မျိုးသိန်းစစ်စင်ရာရက်ရှိတိုက်ဝဲတစ်ခုဖြစ်ခဲ့တာကြောင့် စိုးစုတွေဟာစစ်ကူမရတာမြေပြင်ကလက်နက်ရိတ်ကထောက်ဖို့မဆောင်ရွက်နိုင်တာတွေအပြင်တော်လန်ဤတက်တွေရဲ့ထိုးစစ်ဖိအားကိုရေရှည်တောက်ခံနိုင်ခြင်းမရှိတော့တဲ့အတွက်အခုလိုစခန်းစုံကထွက်ပြေးသွားတာကြောင့်မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါဗျာ။အင်းတော်မျိုးသိန်းတိုက်ပွဲကနေဟောင်းဝစ်စာနှစ်လက်120မမနှစ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်ခဲယမ်းမိကြအမြောက်အများတင်ပိုက်ရရှိခဲ့တယ်လို့လဲဆိုပါတယ်။ အင်းတော်မျိုးတွင်စိုးစုနောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်လိုင်ကူကုန်းနေရာကိုပြီးခဲ့တဲ့ဧပြီလတရက်မှာတော်လိုင်းရဲတပ်ဖွဲ့တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး6ရက်အကြာဧပြီ9ရက်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါအင်းတော်မျိုးကိုသိမ်းယူနိုင်မှုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ16ရက်မှာ KIA PDF တရင်တပ်ဖွဲ့တွေပါကဖာနဲ့ ABSDF တော်လိုင်းတပ်ဖွဲ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်းတော်မျိုးကိုလက်လွတ်လိုက်ရတဲ့စိုးစုကတော့အခဲမကြေပဲမျိုးကိုပြန်လဲရယူနိုင်ဖို့မနေ့ကမနေ့ပိုင်းကစတင်ပြီးဒေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံစီးရဲသတင်းမြစ်တွေကပြောပါတယ်။လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုံခုပါပုံခုစီရင်မတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ